်ပါစိတ်ရှုပ်ပါဝမ်းလဲအားငယ်နေလို့ရတယ်ငိုချင်ငိုချလိုက်လို့ရတယ်ဒါပေမဲ့ဒီယာရီကအချိန်အခိုက်အတန့်တစ်ခုအထိပဲဖြစ်ဖို့လိုတာပေါ့ ဒါပေမဲ့အချိန်အကြာကြီးဒီဝန်ထမ်းတွေဒါခန်းစားနေတာခန်းစားစရာရှိတာတွေခန်းစားပြီးတော့ဝန်ထမ်းတွေရာတွေကဒါအပြည့်မဟုတ်ပါဘူးဒါပေမဲ့အချိန်အကြာကြီးဒီခဏခဏထပ်လာထပ်လာဒါတွေးတွေးပြီးတော့ဝန်ထမ်းနေရာတွေကြည်ကွဲနေတာတွေအကြောက်ရွံ့စိတ်တွေများနေတာတွေခန်းစားချက်တွေများနေတာတွေကကောင်းပါဘူးဒါမဖြစ်တဲ့အရာပါ အားလုံးသိတဲ့အတိုင်းမှာပဲဘလောက်ပဲဝေဝေရင်ဆက်ရှင်တော့ကိုနာကိုလိုလိုရောက်လာကြသလိုပဲဘလောက်ပဲနီနီရင်ဆက်ကုန်သွားရင်တော့ဒီကနေပါပဲအားလုံးခွဲခွာကြရတာဒီပါပဲအဲဆိုတော့ဘဝကအရာရာကိုစိတ်တိုင်းကြတော့လားဖြစ်မလာနိုင်ပါဘူး Hello ပပပါအလှပါစမိုင်းနေဘဝအောင်မြင်ပျော်ရွှင်စေမယ့်အကြောင်းအရာလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် ပူပူ YouTube channel လေးကိုလည်း subscribe လုပ်သွားဖို့အကြံပြုပါရစေ။ပြည့်စုံတဲ့အကြောင်းအရာများရှိရင်လည်း comment လေးမှာမေးသွားလို့ရပါတယ်နော်။ Okay ဒီနေ့ဗီဒီယိုလေးမှာတော့ one day နေရတဲ့သူတွေစိတ်ပြတ်အားငယ်နေရတဲ့သူတွေစိတ်တကြနေတဲ့သူတွေအတွက်ကိုယ့်ရဲ့စိတ်နေစိတ်ထားလေးကိုဘယ်လိုမျိုးပြန်ပြီးတော့မြင့်တင်ပြီးတော့ကျိုးစားပြီးတော့အကောင်းဆုံးလုပ်သွားနိုင်မှုအတွက် motivation သဘောမျိုးလေးအနေနဲ့တက်ပြီးတော့ share လုပ်ပေးသွားမှာဖြစ်တဲ့ဗီဒီယိုလေးကိုစုံအောင်ကြည့်ဖို့အတွက်အကြံပြုချင်ပါတယ်ရှင်။ ်ခါတလီမှာကြီးမားရဲ့စိန်ခေါ်မှုတွေအစဉ်မပြေမှုတွေအဲထိုးနှက်မှုတွေကြောင့်သေးရလို့အားငယ်စိတ်တွေအားနဲ့ပြမန်းလာပြီးတော့အရာရာအရှုံးမေးခြင်းစိတ်တွေဖြစ်လာစေတတ်ပါတယ်။ဒီလိုအချိန်တွေမှာဆိုရင်လက်ရှိဖြစ်နေတာလေးတွေကိုမမြင်ကျင်တော့ဘူး၊မကြားကျင်တော့ဘူး၊မခံစားနိုင်တော့ဘူး။ကိုမျောလင်းတယ်လို့ဖြစ်မလာတဲ့အခါမှာကိုဖြစ်ကျင်တယ်လို့လည်းဖြစ်မလာဘူး၊ပြောင်းလဲနိုင်စွမ်းလည်းရှိမလာဘူးဆိုတဲ့အခါမျိုးတွေမှာ ဆက်ပြီးတော့အသက်ရှင်ရှင်စိတ်တောင်မရှိတော့ဘူးဆိုတော့မဖြစ်မှုတဲ့လူတွေလည်းဒါရှိမှာပါဘလို့ပဲဖြစ်နေနေပါအစိုးရဆိုတာကိုတယောက်တည်းခံစားနေရတာကိုတယောက်တည်းတွေးကြုံနေရတာမဟုတ်ပါဘူးလူတိုင်းဖြစ်ပြနေတဲ့အရာပါဒီအရာတွေပေါ်မှာပဲအာဒါခဏရေးရှိရှိနဲ့ကိုယ်စိတ်ကိုကိုအကောင်းဆုံးစူးစမ်းပြီးတော့ဖြည့်ကျော်သွားတဲ့သူတွေလည်းရှိတယ်လို့အလျှော့ပြီးတော့အရှုံးမရတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ ဒီလိုအရာတွေဖြစ်လာပြီဆိုရင်ဒီလိုမျိုးကိုယ့်စိတ်ကိုပြန်ပြီးအောင်မြင့်တင်တတ်ဖို့ဆိုရင်တော့ငါကြမှာဒီလိုအရာတွေဖြစ်ရတယ်ငါကြမှာကန့်ဆူရတယ်ငါငါကြမှာအဲ့လိုဖြစ်ရတယ်ဆိုတာအရာတွေကို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 ပြစ်တင်နေမှုတွေပြစ်တင်နေတာတွေကိုမလုပ်ဖို့အရန်လိုအပ်ပါတယ်ဘာလို့လဲဆိုတော့စကားမှာပါဝါရှိရဆိုတာကလူတိုင်းလဲသိထားမယ်လို့ထင်ပါတယ်ကိုပြောလိုက်တဲ့စကားလုံးတွေစကားလုံးတိုင်းကပဲ ကိုပြောလိုက်အတိုင်းပဲကိုဖြစ်လာတာတွေကတထက်ထဲပဲဖြစ်လာမှာပါ။ကောင်းတဲ့အရာတွေမကောင်းတဲ့အတွေ့အကြုံမပြောဘူးမတွေးဘူးအရန်ကိုလိုအပ်ပါတယ်။ပုဒ်ဆိုးနေတဲ့သူတွေအများကြီးရှိရဲဆိုတာကိုတော့သတိရဖို့လိုအပ်ပါတယ်။ငိုစရာရှိတာကိုငိုချလိုက်ပါဝမ်းနေစရာရှိတာဝမ်းနေပါ။အာဒါပေမဲ့စိတ်တကြသွားလို့တော့လုံးဝမရပါဘူး။အာစိတ်တကြနေပြီလို့ကိုကိုကိုသတိထားမိရဲဆိုရင်တော့ပြန်ပြီးတော့ဒီအရာပေါ်မှာရုံထွက်နိုင်အောင်ကိုစိတ်ကိုပြန်ပြီးတော့သတိထားဖို့လိုအပ်ပါတယ်။ ။ဘဝဆိုတဲ့အချိန်ကြီးကကြာမလို့နဲ့အချိန်ကုန်တာအယမ်းမြတ်ပါတယ်။ငယ်ဘဝမှာကြာတယ်လို့ထင်ရပေမဲ့ကြီးလာတဲ့အများအချိန်ကုန်တာအယမ်းကိုမြင်ပါတယ်။ဆိုရှယ်ပလက်ဖောင်းတစ်ခုခုကနေပြီးတော့ကိုယ့်ရဲ့ပုံလေးကို5ရာအကို3ရာအကိုဆိုပြီးတော့တက်တက်လာလာလေးတွေဒါရှိမှာပါပုံလေးကိုကြည့်ရင်အိုး လာတော့မြင်သွားလားအလာတော့ရှိသွားလားအဲ့လိုမျိုးလေးတိတာလားအောင်တော့အချိန်ကုန်တာအရင်မြန်နေပါတယ်အဲ့လိုမျိုးမတိမတာလေးကိုအချိန်နေရအရင်ကုန်နေရမြန်နေတဲ့အတွက်မတိကြတဲ့ဘဝမတိကြတဲ့အချိန်နေမှာအဲ့လိုမျိုးစိတ်ပူပန်မှုတွေခံစားမှုတွေနေတဲ့နေအောင်မှုလို့ဖို့ကလိုအပ်ပါတယ်လူဆိုတာကအပူနဲ့မကင်းမှုဆိုတာမှန်ပေမဲ့ကိုတက်နိုင်တဲ့လောက်လို့လို့ရတဲ့ဘက်ကနေလို့ဖို့တော့လိုအပ်တာပေါ့ ဒီလိုမျိုးအပူနင်းအောင်နေဖို့အတွက်ဆိုရင်ကိုကိုကိုခဏခဏဝန်းနေစီမဲ့အရာစိတ်အနာဖြစ်ဖြစ်စီမဲ့အရာတတိယနာကျင်ခံစားရစီမဲ့အရာလေးတွေကိုခဏခဏတွေးနေတာလေးတွေကိုရက်ဖို့အတွက်အရန်လိုအပ်ပါတယ်။တချို့အရာလေးတွေကကိုဖြစ်ဖြစ်နေလို့ဖြစ်မလာတော့တဲ့အခါမျိုးအရာကိုစိတ်တိုင်းကြမဖြစ်နိုင်ဘူးဆိုတာမျိုးကိုနားလေလက်ခံပါ တခြားလူတွေကတော့ကိုယ့်ကိုကိုယ့်ကိုစာနာနာလည်းမပေးရသေးငဲ့ညာတနာနေတာဒီတွေကတော့ဒါအမြဲတမ်းကြီးသူတို့အချိန်ပြည့်လုပ်ပေးနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ကိုယ့်ကိုကိုပြန်ပြီးတော့ကိုယ့်စိတ်လေးကိုပြန်ပြီးတော့ငဲ့ညာတနာပေးဖို့တော့ကိုယ့်ကိုကိုပဲဒါလိုအပ်ပါတယ်ဥသူစံလူသားတဲ့အတွက်သူများပေးတဲ့အပူရောကိုကိုတိုင်းဖန်တီးထားတဲ့အပူရောရောနေလာအောင်လို့ကိုယ့်စိတ်ကလေးကိုပြန်ပြီးတော့အားတင်းရင်ထိတဲ့ကြနေတာလေးတွေအားငယ်နေတာလေးတွေဝမ်းနေနေတာလေးတွေကိုပြန်ပြီးတော့စူးစမ်းပြီးတော့မြင့်တင်ဖို့တော့လိုအပ်ပါတယ် အရန်မွချက်လာပြီဆိုကွာဝန်းနေကြရရှိတာတွေကိုဝန်းနေပါငိုကြရရှိရလဲငိုချလိုက်ပါဘယ်တော့မှအချိန်ကြာကြီးဒီအပူတွေဝန်းနေကြရရှိတာတွေအားငယ်ကြရရှိတာတွေစိတ်ညစ်ကြရရှိတာတွေကိုယူမသွားပါနဲ့တဲမသွားပါနဲ့ဖတ်တွယ်မထားပါနဲ့အစားအတုံးမှာဖတ်ဖို့တလို့ပါပဲခန်းစားမှုတွေဝန်းနေမှုတွေရဲ့ကြည်ကျွမ်းဖြစ်နေဘယ်တော့မှအဖြစ်မခံပါနဲ့ ဆိုတော့မကောင်းတဲ့အတွေ့အကြုံမကောင်းတဲ့အရာတွေဘယ်တော့မှမတွေးမိအောင်ဘယ်တော့မှကိုယ့်ပါဆက်ကနေမပြောမိအောင်နေနေဖို့အတွက်ကအရန်ကိုအရေးကြီးတဲ့အချက်ပါမကောင်းတဲ့အရာမကောင်းတဲ့အတွေ့အကြုံမကောင်းတာတွေမှန်တယ်များကို မတွေးမိဖို့အတွက်လိုအပ်တယ်လို့ကိုယ့်ရဲ့နှုတ်ကပဲဖြစ်ဖြစ်ကိုကိုယ်တိုင်းပဲဖြစ်ဖြစ်မဖြစ်နိုင်ပါဘူးမလုံနိုင်ပါဘူးကန့်ဆိုးလိုက်တာဒီစကားတွေမပြောဖို့အတွက်ကလည်းအရေးကြီးပါတယ် ပြောလိုက်တဲ့စကလုံးတိုင်းစကလုံးတိုင်းစကားတိုင်းကလည်းပါပါရရှိပါတယ်ကိုပြောတယ်လို့ပဲကိုဘဝဖြစ်လာမှာပါဆိုတော့ ဘာတွေပဲဖြစ်နေဖြစ်နေဘဝကိုဆက်ရှင်တန်နိုင်မှုအတွက်ကိုယ့်ရဲ့စိတ်ကလေးကိုအကောင်းဆုံးမြင့်တင်ပြီးတော့ကောင်းတဲ့အရာတွေပဲအမြဲတွေးနေတတ်ဖို့ကောင်းတာလေးတွေပဲအမြဲပြောနေတတ်ဖို့ကိုအရန်ကိုလိုအပ်ပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရရှင်။နောက်ထပ်ဗီဒီယိုအနေနဲ့ဘလို့အကြောင်းအရာလေးတွေကိုတင်သားမလဲဆိုတာကိုသိရအောင်လို့ပိုပို YouTube Channel လေးကိုလည်း Subscribe လုပ်သွားဖို့အကြံပြုပါရစေ။ဒီ Channel အကြောင်းအရာများရှင်လဲ Comment လေးမှာမေးသွားလို့ရပါတယ်နော်။ မှပြေရှင်နေနေ့ရက်တိုင်းအောင်ပိုင်ဆိုင်နေကြပါစေအားလုံးကျေးဇူးများရဲ့တင်ပါတယ်ရှင်အားလုံးဘိုင်ဘိုင်ပါ